ကျမတို့အမျိုးသမီးတွေရဲ့မမျိုးဥအရေအသွေး quality ကိုထိခိုက်စေတဲ့ oxidative stress ဆိုတာဘာလဲဘယ်ကလာလဲသိကြပါလား oxidative stress ကိုဖြစ်စေတဲ့အဓိကအရာက free radicals လို့ခေါ်တဲ့တိတိအမောအမွား molecules လေးဖြစ်ပါတယ်အဲ့ဒီ free radicals ကဘယ်ကလာလဲဆိုတော့ကျမတို့အစားအသောက်တွေစားတဲ့အခါမှာသဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့ metabolism metabolic process အစာချေတဲ့အချိန်မှာ free radicals တွေထွက်ပါတယ် နောက်တစ်ခုကအစီအရမ်းများတဲ့အစာတွေအဲ process food အရမ်းကို ပြုပြင်ထားတဲ့အစာတွေစားတဲ့အခါမှာလည်း free radicals တွေတိုးရတယ်။နောက်တတိယတစ်ခုကကြတော့ကျမတို့နေအောင်ကြီးနေအောင်ကြီးကကျမတို့ vitamin D ရဖို့အတွက်ပုံမှန်ထိတွေ့သင့်ပါတယ်။ဒါပေမဲ့လို့အဲ့ဒါအရမ်းများသွားပြီးတော့ UV radiation များသွားတယ်ဆိုလို့ရှိရင် free free radicals တွေထွက်လာနိုင်ပါတယ်။အဲ့ဒီ free radicals တွေကကျမတို့ရဲ့ cell တွေနော်ကလစီတွေနဲ့ ီ DNA ကိုထိခိုက်စေတဲ့အတွေ့ကျွန်မတို့ရဲ့မျိုးဥအရေးအသွေးကိုထိခိုက်နိုင်ပါတယ် free radical တွေကိုဘယ်လို short ချနိုင်လဲဆိုတာကျွန်မနောက်ဗီဒီယိုထဲမှာပြောပြပေးပါမယ်ကျွန်မနာမည်ဝေဆန်းတီပါအော်စတြေးလျမှာနေထိုင်တဲ့အာဟာရပညာရှင် dietitian တူဦးဖြစ်ပါတယ်အမျိုးသမီးတွေအထူးသဖြင့်30ကျော်40ကျော်အမျိုးသမီးတွေကိုဝင်ရဖို့ပြင်ဆင်ချိန်မှာခန္ဓာကိုယ်ကိုအာဟာရနဲ့ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင်မလိုနေရမလဲဆိုတာအကြံပေးတဲ့လူဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုကအကျိုးရှိရဆိုလို့ရှိရင် follow လုပ်ပါ၊ share လုပ်ပေးပါ အမျိုးသမီးတယောက်နဲ့တယောက်နဲ့ရဲ့ကိုဝင်ရောက်ကိုခီးစရာမတူပါဘူးအဲဒါကြောင့်မို့ကို့တူတဲ့အတဲ့အတွက်လိုအပ်ချက်တွေသိသက်တိုင်ပင်ခြင်းလို့ရှိရင်ကျမကို message ပို့ပြီးတော့ကျမနဲ့တိုင်ပင်ဖို့စုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ် see you next time